ဝိညာဉ်ကမိမ2ယောက်မှာ3ယောက်ရှိတယ်။ကျောင်းသားမနဲ့ဝိရိယမြင်တာကျွန်တော်ဝိညာဉ်မိမ3ယောက်ရှိပါတယ်။ဝိရိယဝါတော့ကိဏ္ဍမကမနတိစတိပညာဝါတော့ကိဏ္ဍမကမနိတ္တစတိစိတ်တဝါတော့ကိဏ္ဍမကမနတိစီကျွန်တော်ဝင်ခဲ့ရတယ်။ဝိညာဉ်မတတ်ဖြစ်တာတော့ဘူးမတတ်နေဘူးကျွန်တော်ပြောရင်ရွာလေအနည်းလေးဘယ်ရွာလေးပရမဟုတ်တယ်ကျွန်တော်အမောင်းကိုကျွန်တော်ရံမောင်းတယ် မိမ၃ရောက်ထဲမှာကျွန်တော်ပြုတ်ပြကျွန်တော်မင်းရဲ့ကြီးကိုတအားမုံးမကြည့်ချင်တော့ကျွန်တော်မုံးမင်းရဲ့ကြီးကိုကျွန်တော်အရှင်းမုံးဒုတိယမင်းရဲ့ကတော့ကျွန်တော်မင်းရဲ့ကြီးတဲ့တော့နည်းနည်းပူချင်ကြီးမနေနဲ့ကျွန်တော်အတီးပြောတာဟိုမှာမတန်းနေတာလေဒုတိယမင်းမကိုတော့ကျွန်တော်နည်းနည်းမင်းရဲ့ကြီးတဲ့ပူချင်ကျွန်တော်ရဲ့အချစ်ဆုံးမင်းမကတော့အငယ်ဆုံးလေးကူတူတူလေး ျွန်တော်ရင်ချစ်တယ်ကျွန်တော်ရင်ချစ်ပါတယ်ဝိညာဉ်မညောပါဘူးဝိညာဉ်ဝတော်ကိန်းနာမကမနတ်တစ်တီကျွန်တော်ဖိတ်စာကိုဖတ်လိုက်တယ်ဝီဝီကြီးရမင်းသားဝီကြီးရမင်းသားဝီကြီးရကဝီကြီးရဆိုတာကျွန်တော်မဟာစနက်ကကိုပြောထားတယ်ဘေးဟလုံးတော့တေစာသူ့ဒီမှာဘူဆန်နာဝီမဟာစနက်ကဝီရိယဝီရိယဝါတော့ကိန်းမှာကိန်းနာမကမှာနတ်သိရှိဝီရိယရှိတောင်းသူဒီဘယ်အမှုကိစ္စကိုစ조사ဆောင်ရလို့ရှိရင်နတ်သိရှိအောင်မြင်ပြီးမြောက်ရအောင် ဝိရိယမင်းသားဖြစ်တဲ့အတွက်ဝင်းတော့ဘယ်တော့မှမညာဘူးမိန်းမ၃ယောက်ရှိမယားကြီးကိုအယံမုန်းတယ်ဒုတိယမယားကိုနည်းနည်းလေးချစ်နောက်ဆုံးမိန်းမအသက်က၁၉နှစ်ပဲအလူမရနေဘူးလေအယံချောတာအယံလာတာသူ့ကိုအယံချစ်တယ်မတန်းတင်ထားပါတော့ကျွန်တော်ပြောနေစီအဲ့တော့ရက်ကြီးနေတဲ့ညီလေးတွေအကိုတွေတရားဥတို့လေမိန်းမ၃ယောက်ရှိတော့ပါတယ် ုလိုရှိကြတာမျက်မှန်ကြီးနဲ့ဟိုအုပ်ထုတ်နေတော့ခုမှအဲမညာလေးတယောက်တည်းမဖြစ်နိုင်ဘူး၃ယောက်နေဒီဘက်ကအကိုတို့နောက်ကညီလေးတွေရော၃ယောက်ဖြစ်နိုင်တယ်ဘီတို့ရိုက်တဲ့ညီလေးလည်း၃ယောက်ဆိုတော့သူစဉ်းစားနေတယ်သူစဉ်းစားနေ၃ယောက်ဟုတ်တယ်မလားမညာလေးကျွန်တော်တို့လောကကြီးမှာညာလို့မရပါဘူးညာလို့မရကျွန်တော်ရဲ့မိန်းမ၃ယောက်ဆိုတာကကျွန်တော်ပြောပြပြရတယ် ကျွန်တော်နောက်ဆုံးမိမတွေကိုအရင်ချစ်တယ်ဆိုတာပါကျွန်တော်ရတားလီတမီတွေကိုပြောတာပါကျွန်တော်တားလီတမီတွေကိုကျွန်တော်အရင်ချစ်တယ်တားလီတမီတွေဘာလို့ကျင်းနေကျွန်တော်ဝေးပေးချင်တယ်ကျွန်တော်တားကအခုအင်္ဂလန်မှာနေတယ်သူ့အတွက်ကျွန်တော်စိတ်ပူပါလားကျွန်တော်တမီနေရအပြောပေါင်းဖြစ်နေတယ်ကျောင်းဆရာမလုပ်ဘူး။ဘုရားငနေနေလုပ်တော့တမီးလေးဖြစ်သွားမယ်။စိုးရင်ရ။အခုတမီးငယ်လေး ူတို့ရဲ့အတွက်အနာကစဉ်းစားနေတာအဲ့ဒါနောက်ဆုံးမိမအရန်ချိရတဲ့တတိယဆိုတဲ့နောက်ဆုံးမိမကိုပြောတာဒုတိယမိမဆိုတာကကျွန်တော်ရှာထားတဲ့စီးစိမ်ဥစ္စာတွေကိုကျွန်တော်ပြောတာကျွန်တော်ရဲ့ကားတွေကျွန်တော်ရဲ့တိုက်တွေကျွန်တော်စီးစိမ်ရဲ့အားလုံးကျွန်တော်ပြောတာကျွန်တော်ကိုယ်ပဲဖြစ်တော့ကျွန်တော်ကိုယ်ပဲဖြစ်သွားတော့ကျွန်တော်အဲ့ ယူယူသွားလို့မရတော့ဘူးဆိုတာတိကျွန်တော်ပြင်းတွေကိုပန်းနေလိုက်အဲကျွန်တော်ဒီကားကြီးခုငနေလောက်တော့ပို့ဆိုဒါလည်းမလို့ကျွန်တော်အောင်မြင်မှုဆိုတာကျွန်တော်မလို့ကျွန်တော်အောင်မြင်မှုဆိုတာလည်းကျွန်တော်မလို့ကျွန်တော်မသိတော့အသက်ရှင်မှုကအရေးကြီးတယ်အဲ့တော့ကျွန်တော်ရဲ့ဒုတိယမရသည်တိုက်တည်ခြင်းကနောက်ဆုံးမရကြီးဆိုတာကကျွန်တော်ကိုပစ်ဖြစ်တော့သူ့ကိုကြည့်ကျွန်တော်တအားမောင်းတအားမောင်းတော့ကျွန်တော်ဘာပြောရလဲဟုတ်ပြီ မောင်ပေတော့တာကျမမောင်ရဲ့နောက်ကနေဂျီမူဂျီချန်ကန်းလန်းဖို့အမလာမောင်နောက်ကနေလိုက်မယ်ရှင်ဘာပဲလို့ရှင်သိတယ်ကျမလိုက်တယ်ကျွန်တော်မင်းကြီးအဲ့လောက်ချက်အဲ့နောက်ဆုံးမယားကြီးကျွန်တော်ပိတ်မုန်းတယ်ဆိုတဲ့မယားကြီးကကျွန်တော်တို့ဒီနေ့ပြုတ်လုတ်ကကောင်းမှုကုသိုလ်ကိုဆိုလိုခြင်းဖြစ်ပါတယ်ကျွန်တော်ပြောလေရိုင်းပါမယ်ဒါမရိုင်းပါဘူးကျွန်တော်အဲ့ဇာရီကအဲ့ပြောလိုက်တော့ဒါလေးကိုပေးပါဟုတ်တယ်ကျွန်တော်ရဲ့မယားကြီးဆိုတာက ကျွန်တော်တို့ပြုလုပ်နေတဲ့ကောင်းမှုကုသိုလ်ဒါနကိုစုလို့ချင်းဖြစ်ပါလေအခုရေတမျိုးမထင်လိုက်ပါနဲ့နော်ဘုရားရှိတဲ့ကောင်ကြီးလေတမျိုးမထင်နဲ့နော်တမျိုးမထင်နဲ့ဘရမမယားသည်မယားကြီးသည်ကိုပြုလုပ်တဲ့ကောင်းမှုကုသိုလ်ကိုပြုလုပ်တဲ့ကောင်းမှုကုသိုလ်ကကောင်းတာလုပ်ရင်ကောင်းတာတွေဖြစ်မကောင်းတာတွေလုပ်ရင်မကောင်းတာတွေဖြစ်အဲ့ဒါကိုရမြားကြည့်လေဒုတိယမြားဆိုတော့ကိုယ့်ရဲ့စီးစိမ်ကိုကိုသေးသွားတယ်ဒီစိမ့်ဒီစီးစိမ်ရယူသွားလို့မရဘူးယူသွားလို့ကိုမရဘူးပျောက်နေသွား ိတ်ချစ်ပါလေဆိုတဲ့နောက်ဆုံးမယားငယ်လေးကတောင်းတသမီးတွေသူတို့လူချင်းတာကိုဖြစ်စီပြီးနေသူတို့ကိုတိတ်ချစ်နေတာတိတ်ချစ်နေလို့ကျွန်တော်ဒီခုနကကာမပုံသားတွေကနေကျွန်တော်ယူမထွက်နိုင်တာယူမထွက်နိုင်အဲ့တော့ကျွန်တော်ရဲ့ဝင်းတော်ကြီးမိန်းမ၃ယောက်ရှိတယ်ကိုကြီးကျွန်တော်မိန်းမ၃ယောက်ရှိတယ်ကျွန်တော်သားရဲ့သမီးတွေရဲ့ကျွန်တော်ရဲ့တိုက်ရဲ့ခြံရဲ့ကျွန်တော်ပြုလုပ်တဲ့ကောင်းမှုကုသိုလ်ဒါနတွေ ဒီသုံးမျိုးတွေကျွန်တော်ရမရသုံးလောက်ဖြစ်ပါတယ်တမျိုးမထင်လိုက်ပါဘူး